၃ရက်မှာကျွန်တော်ပေးထားတဲ့ကဏ္ဍနေဆိုရှင်၆ကြိမ်တော့ပါရှိထားယူပါပြီ join မစ်ဆွေတွေเนาะအဲမစ်ဆွေများအားလုံးပဲမင်္ဂလာပါเนาะ join မစ်ဆွေဒီနေ့ဒီနေ့တိုင်းတယ်မှာဘယ်လိုနေကြရလဲပေါ့เนาะဘယ်လိုမြင်ကြရလဲဘာလဲဖြစ်ကြလဲကဲနက်ကတော့တစ်တစ် တစ်တစ်ကကျွန်တော်အနေနဲ့ဗုဒ္ဓဘုနေ့ကိုတပတ်စာထဲမှာ6တစ်ခွန်ဆိုပြီးတောင်းလို့ပြရနော်အဲတပတ်စာထဲလူတွေကတော့တရှိကြလို့ရှင်အစဉ်ပြန်ပါပါပြီးရင်တပတ်စာထဲမှာပဲ၄ထိတ်6ထိတ်ထွက်မယ်ပြီးလို့ရှိရင်၃ညထွက်မယ်လို့ပြောတာနော်ဇာတာပတိနေ့ကိုတပတ်စာထဲမှာ6နှစ်9ချံသေးတယ်နော်6နှစ်9ချံပါသေးတယ်အဲတောင်းလို့ပေါ့နော်ညနေခင်းဘက်ကို နေ့တုံညမှာကျွန်တော်ဇာတို့ထိုးကန်းတဲ့လူတွေတဲ့ပဲပောက်ခဲ့ရမှာပေါ့နော်ဇာတို့ထိုးတဲ့လူတွေနော်ဇက်တဲ့ပေါက်မှာဖြစ်ပါတယ်အဲအဲ့ဒါကကျွန်တော်ကနံပါတ်1ကသွားရတယ်အခုဆိုရင်နံပါတ်1ထွက်ထားတဲ့ဆိုလို့ရှိရင်ထွက်ထားတဲ့ဆိုလို့ရှိရင်ကျွန်တော်နံပါတ်1ကပဲပြန်သွားမှာနော်နံပါတ်1ကပဲပြန်သွားမယ်သူဇာတို့ကိုနှစ်ခါပြန်မထိုးနိုင်အောင်ပေါ့နော်မထွက်မှထိုးရမှာနော်ထွက်ရင်မထိုးနိုင်ဘူးနော်ကျွန်တော်ပြောရင်နော်တစ်ခါမထိုးရရင်900ကိုထိုးရရနော် တရားဥပဒေ130ဘုထိုးရအောင်နော်ကျွန်တော်ပြောရဲသူတက်နိုင်တော့တော့ဘုထိုးရမှာဖြစ်ပါရဲ့နော်အရှုံးမရှိစေအောင်နော်ကျွန်တော်ရဲ့မစ်ဆွေမျိုးကဲအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ရဲ့မစ်ဆွေရဲ့မနှက်ပြန်ကို6တလုံးကောင်းနော်6တလုံးကောင်းနေ6တလုံးနဲ့မှဘာတွေကောင်းလဲဆိုရင်6 8ရဲ့6 3ရဲ့6 4ရဲ့နော်အဲ့3ကွက်ထိုးမယ်နော်အဲ့တော့ကိုထူးမယ်ပြီးလို့ရှိရင်မွေးကနန်းကကျွန်တော်တို့ ကိုတုံကူလီနော်ကိုတုံကူလီဟမ်ကိုတုံတုံလီနော်ကိုတုံရင်တုံလီရင်အနှက်ကွက်ကပါထည့်ပြီးတော့ထိုးပြထားမှာနော်အဲဆို၅ကွက်ရှိမှာနော်အဲအဲ့ဒါဆိုရင်ကျွန်တော်မနက်ညအဲ့လောက်ထိုးပါမှာနော်နည်းနည်းလေးပါနော်များပါဘူးကဲအဲ့ဒါဆိုရှင်ကျွန်တော်မိတ်ဆွေတွေကမနက်ဖြန်ကိုစားထိုးထိုးမဲ့လူနော်စားထိုးထိုးမဲ့လူတွေ ာထိုးတိုးမဲ့လူတွေအတွက်နော်90ပြန်လို့ပြောပြောမယ်နော်ပြန်ပြောပြောမယ်15ရယ်25ရယ်45ရယ်85ရယ်ဟုတ်ဆိုတော့နောက်ခွက်ရှိပါတယ်9ခွက်ရှိပါနော်ဟုတ်ပြီပြီးတော့ရှင်းရင်ရှုခွန်ရယ်ခွန်၄ရယ် 3ခွန်ရယ်ခွန်2ရယ်ခွန်3ရယ်နော်အဲဆိုရှင်ငါးခွန်ရှိပါရယ်10ခွန်ရှိပါပြီနော်ပြီးသွားလို့ရှိရင်ကျွန်တော်တို့6ရယ်29ရယ်63ရယ်49ရယ်68ရယ်နော်5ခွာ3ည8 3ည4 3 3ည1 3ည တုံညာတစ်ဆိုပြီးတော့အဲ့မှာကွက်20ကျွန်တော်ပေးနေမယ်နော်အဲ့ဒီကွက်20ကိုမနေ့ပြန်ကိုငွေကြေးတို့ကအဲနံပါတ်1ကပြန်ထိုးမယ်နော်ကျွန်တော်အစပြင်ရင်းမှာနော်အစပြင်ရင်းမှာအစပြင်ရင်းနေဆိုတော့10ဝတ်တနိုင်တယ်10ဝတ်ပဲထိုး20ဝတ်တနိုင်တယ်10ဝတ်ပဲထိုးနော်အဲ့ဒီကွက်20ကိုတုံညာကြီးတို့ကအစပြင်ဆော့မယ်နော်မနေ့ကတော့လည်းကျွန်တော်ပြရခဲ့တဲ့အစပြင်ဆော့ခိုင်းတော့ဒီနေ့ထွက်သွားတယ်နော်ဒီနေ့ထွက်သွားတဲ့အတွက်ကြောင့်မထွက်ဘူးဆိုမှကျွန်တော်ဇာတ်တို့ထိုးမယ်နော် မထွက်ဘူးဆိုမှစာတို့ထုံးမယ်။ကဲဒီနေ့ကတော့ကျွန်တော်တို့စာတို့သမားတွေလေးတုံညာနဲ့တဲနဲ့အောင်ခဲ့တယ်နော်။လေးတုံညာတဲနဲ့အောင်ခဲ့တယ်။တပတ်စာထဲမှာတော့ခွန်၆၁တဆိုပြီးတော့၃လုံးခွေဆိုတော့မနက်ကတော့တင့်နဲ့တပတ်စာထဲမှာထွက်ခဲ့ပါတယ်။ကဲအဲ့ဒါဆိုရှင် မနက်ကောညကောကတပတ်စာတွေရတဲ့အောင်ခဲ့တယ်လို့စာတို့တွေရတဲ့အောင်ခဲ့တယ်နော်။ကျွန်မမိတ်ဆွေများကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်ရင်တခြားအကြည့်ပြပါကျွန်တော်ဗီဒီယိုတွေအောက်မှာရှိတယ်။ ပြန်ပြီးတော့ကြည့်ပြီးတော့ရပါတယ်เนาะကဲအဲ့ဒါဆိုရှင်ကျွန်တော်အနေနဲ့နက်ပြန်ကိုဇာတို့အတွက်လည်းပြီးပြီးပါပြီ6လုံး6တလုံးကောင်းတယ်ဗောနော်နက်ပြန်ကို6တလုံးကောင်းတယ်မိတ်ဆွေများပတ်ချင်တဲ့လူပတ်ပါ68 6364เนาะပြီးလို့ရှင်939 93 94 94လေးမက်ဆွေများကအလားလေးထည့်ထိုးရပါမင်းပြန်တိုင်းတာမှာเนาะဒီဇာတို့ဇာတို့ကိုမထိုးနိုင်ဘူးဆိုလို့ရှင် အဲ့လိုတလုံးကောင်းလေးနဲ့ဝေကနန်လေးကိုကျွန်တော်ကျွန်တော်ပေးထားခဲ့ပါတယ်နော်။ကဲ။တပတ်စာထဲမှာလည်းတကယ်ကျွန်တော်တွားယူလို့ကြည့်လို့ရနော်။တပတ်စာထဲမှာလည်းခဲ့အောင်ဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုရလောက်ပါပဲဒီနေ့ရပါနော်။ဗီဒီယိုလေးတိတ်ရှိရင်တင်ကျွန်တော်နော်။မဖြစ်လို့လည်းဆိုတော့ကျွန်တော်အချိန်မရလို့ဖြစ်ပါတယ်ညနေခင်းမှဆိုရှင်အလုပ်သွားတဲ့အချိန်မဟုတ်ပါနော်။ကဲအားလုံးပဲကံကြီးကောင်းကြပါပြီနော်။ဒီကျွန်တော်တို့၃ရက်မှာ၃ရက်မှာကျွန်တော်ပေးထားတဲ့ကဏ္ဍနေဆိုရှင် 6ကြိမ်တော့ဒါပါရှိထားပြီးပါပြီကျောင်းရဲ့မိတ်ဆွေတွေနော်အဲအဲကြောင့်မို့ကျွန်တော်ရဲ့ဗီဒီယိုတွေကြည့်လို့ရှိရင်တေချာလေးကြည့်ပြီးနော်ကျွန်တော်ကစာတွေပိုင်းတိတ်လို့ချနေပြီးပြပဲနဲ့ပါဇက်ကပဲပြောသွားတာများတယ်ပြောကြောင်းကျွန်တော်ရဲ့ဗီဒီယိုကြည့်မလို့ရှိရင်တေချာချာလေးကြည့်ပြီးပါနော်ကြည့်ပြီးတော့မှတ်ပြီးတာပါနော်တေချာချာလေးကြည့်တဲ့လူကကျွန်တော်ပြောတဲ့အတိုင်းနဲ့ရှင်းလို့မဆိုရင်တော့အားလုံးအဆင်ပြေပါတယ်နော်အားလုံးကအဆင်ပြေမှာပါနော်အားလုံးဒီမဲ့ကြည့်လို့ရှိရင်နော်ကျွန်တော်ဗီဒီယိုတွေစာအောင်ကြည့်ပြီးနော်